injury နဲ့သားနဲ့သမီးလိုအတန်ကြာနဲ့လုံးဝခေါင်းထဲမှာပေါ်လာပြီးတော့အကုန်လုံးမြင်အောင်လာကြမှာလုံးဝဖြူစင်တဲ့အဖြူအောင်လေးလေးတောင်မန်ဖြူလေးနဲ့အင်ဂျင်ဖြူလေးနဲ့ perfect ဖြစ်တဲ့ပြည့်ပြည့်စုံတဲ့ပုံစံလေးပဲ just to မြင်ကြမှာအကုန်လုံးလည်းအဲ့လိုပဲမြင်ကြမှာပေါ့နော် အင်ဂျင်တွေကဒီလိုပုံစံရှိတာဟုတ်လားမဟုတ်လားဆိုတော့မပြောခင်ကွာအယောက်ျားလေးပေါ့အတီကအယောက်ျားလေးကမိန်းကလေးတယောက်ကိုကြောင်တင်တာပဲဖြစ်ကိုဆိုင်တဲ့မိန်းကလေးရောဖြစ်ဖြစ်အာနတ်သမီးလေးနဲ့တူရဲဆိုပြီးတော့ချီကျူရဲစကားကိုပြောကြအများကြီးလေအဲ့လိုဒါပေမဲ့တကယ်ကအဲ့လိုလူတွေပြောနေသလိုထင်နေသလို တကယ်ချောရဲ့လာ perfect ဖြစ်တယ်ဆိုတော့ဟုတ်ကောဟုတ်ရဲ့လားဆိုတာစဉ်းတော့စဉ်းစားစီရပဲဘာလို့လဲဆိုတော့လွန်ခဲ့တဲ့၄၅နှစ်လောက်က social media မှာ post တခုတက်လာရပေါ့နော်အဲ့ post မှာပါတဲ့ angel ရဲ့ပုံစံအမှန်ဆိုရက်ဒီလိုမျိုးမျိုးလုံးမိအများကြီးတောက်မနေ၄၅စုံလောက်နဲ့ဆက်လုံးပုံစံဖြစ်ရင်ဖြစ်ဆက်ဝိုင်းပုံဖြစ်ရင်တွေးကံပုံဖြစ်ရင်အမျိုးမျိုးဖြစ်နေရအဲ့ပုံစံနဲ့တကယ်အဲ့လိုပုံမှာဖြစ်မယ်ဆို angel ရဲ့ချောတယ်လာတယ်လူပုံစံရှိရယ်ဆိုတာလုံးဝမဟုတ်တော့ဘူးလေတော်တော်ရုပ်စော့ဖြစ်သွားရဟုတ်တယ်မလား ဲ့တော့ဒီကျန်းစာထဲမှာ angel ray ကဒီလိုမျိုးစလုံးလေး dragon လေးမျက်လုံးမိအများကြီးပါတဲ့ဟာကိုကျန်းစာထဲမှာပါကြရဲဆိုပြီးတော့ပြောကြရဲလူရဲ့အဲ့တော့ကျန်းစာရဲ့မှာအဲ့လိုပါတဲ့ဟာကိုနှလုံးစဲချက်စုထားလိုက်ပြီးတော့ angel ray ကို angel ray လို့စမခေါ်ခင်အရင်တော့ဘယ်လိုခေါ်ခဲ့ကြလဲဆိုတော့ angel ray က kreesa လို့ angel ဆိုတာ kreesa လို့ angelo ကနေလာပါတော့ အဲ့ဒီစကလုံးရဲ့အထိပ္ပယ်ကဘာလဲဆိုတော့သတင်းသက်ယူပို့ဆောင်ပေးသူ Messenger ဆိုတဲ့အထိပ္ပယ်ဖြစ်တယ်။အဲ့တော့တနည်းပြောရမယ်ဆိုရင်ဒီ Angel ဆိုတာကဖျားသခင်စီကနေဒီတခြားသူတွေတခြားနှစ်တွေတခြားလူတွေပေါ့နော်သတင်းစကားကိုဖျားသခင်စီကတဲဆောင်လာတဲ့လူတွေပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်ဖျားသခင်ရဲ့ Messenger ကြီးလည်းဟုတ်တယ်လို့ Assistant ဆိုလည်းလက်ထောက်ဆိုလည်းဟုတ်တယ်ပေါ့နော်အဲ့တော့ဆိုရင် Angel ကဒီလိုပုံစံရှိရဲ့ဆိုတော့စံစာထဲမှာပုံနေပါတဲ့အပြင် အင်ကျန်းစာထဲမှာဘာထပ်ပြောရသေးလဲဆိုတော့ Angel တွေကလူတွေကိုမဖြစ်မနေလိုအပ်လို့ကိုထင်ပြရတဲ့အခါမျိုးမှာသူတို့ရဲ့ပထမဆုံးပြောတဲ့စကားကဘာလဲဆိုတော့ fear not မကြောက်ကြနဲ့ဆိုတဲ့စကားကိုအရင်ဆုံးစပြောရဆိုဒီလိုပုံစံရှိရဆိုတာကိုလုံးဝဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုပုံစံအမှန်တိုင်းပြောရမယ်ဆိုရင်ဒီလိုမျိုးကြီးပေါ်လာရင်ကြောက်စရာကြီးလေးကိုရှိမှာဆိုတချို့ဘာသားတွေမှာဆိုလို့ရှိရင် Angel တွေကအလင်းတန်းဒါမှမဟုတ်အဖြူရောင် အဲ့လိုမျိုးပဲရှိကြပြီးတော့ NGO ဝက်ချက်တို့ခံစားရတာဖြစ်ပြီးတော့ပုံလူပုံတဏ္ဍမရှိဘူးပေါ့နော်ဒါပေမဲ့တခြား just တို့တော်တော်များများတော့ just တို့မြင်ဘူးကြားဘူးသလိုဖြူစင်တယ်လူပုံစံဖြစ်တယ်အဲ့လိုမျိုး perfect ဖြစ်တယ်အဲ့လိုပုံစံလေးတွေတော့ရှိကြတယ်အဲ့ဆိုရင် just တော့ပုံမှန်မြင်နေကြ net တွေကတကယ်မရှိဘဲနဲ့ဒီလိုမျိုးပုံစံတွေပဲတကယ်ရှိလာလားဆိုပြီးတော့မေးမယ်ဆိုရင် လူပုံစံရှိတဲ့ net တွေက just to ten တဲ့ပုံစံလိုမျိုးကွက်တီမဟုတ်ပါနဲ့တကယ်တော့ရှိတယ်။ဒါပေမဲ့ net မှာလည်း net တွေမှာလည်း net ပုံတွေအစင်းစင်းရှိတဲ့အတွက်ကြောင့်အဲ့လိုမျိုးလူပုံသဏ္ဍာန်ရှိတဲ့ net တွေကတော့အစင်းနိုင်တဲ့ net ထဲမှာပါတယ်လို့ပြောကြတယ်။ဒီ just to ဒီလိုမျိုး net တွေပုံသဏ္ဍာန်မှာမျိုးလုံးနေအများကြီးတာမန်နေအများကြီးအဲ့လိုမျိုး net တွေကတော့ဘယ်ဘာသာမှာပဲဖြစ်ဖြစ်အဲ့ဒီ net တွေကအစင်းမြင့်ဆုံး net တွေဖျားသခင်နာမှာခါစားတဲ့ net တွေလို့ပြောကြတယ်။ ဒီလိုမျိုးဘာသာရေးမတူတဲ့အရာကိုမျက်တည်ရဲ့အစ်စ်နေရလဲမျိုးမျိုးကွဲသွားတယ်ပေါ့နော်အဲ့တော့လူပုံစံနဲ့အစင်ဆုံးဖြစ်တဲ့ Art Angel လို့ခေါ်တဲ့ Michael တို့ Gabriel တို့အဲ့လိုမျိုး Angel ရဲ့ Christian ဘာသာမှာတော့အရန်အစ်စ်နေတဲ့ Angel ကြီးဖြစ်ပြီးတော့တခြား Jew ဘာသာမှာဆိုသူတို့ကအရန်အစ်စ်မြင့်တဲ့ Angel ကြီးဖြစ်နေပြန်အောင်အဲ့တော့ဒီအရာကြီးကဘာသာတစ်မျိုးနဲ့တစ်မျိုးလိုက်ပြီးတော့မတူအားကြီးလည်းရှိရဲ့ Angel ဖြစ်တိုင်းစိတ်ကောင်းရှိပြီးကောင်းလာလာလို့မိမယ်ဆိုရင်တခါက Archangel ဖြစ်ခဲ့တဲ့ Lucifer သူကသူ့ရဲ့အဖေဖျားကိုလုံးဝခုံမော့ပြီးတော့ပုံကန်ခဲ့အဲ့လိုပုံကန်ခဲ့ရောလုံးဝနတ်ပြည်ကနေပြုတ်ကြပြီး Fallen Angel ဖြစ်သွားပြီးတော့သူကလုံးဝ Devil ဖြစ်သွားတာပေါ့နော်အခုဆိုသူ့ကို စေတန်လို့လည်းခေါ်ကြရဲဒီဟာကိုကြည့်မယ်ဆိုရင်နတ်တွေကလူတွေလိုပဲမကောင်းတဲ့စိတ်ထားနိုင်ပြီးမကောင်းတဲ့အရာတွေလည်းလုပ်နိုင်တာကိုတွေ့ရမှာလူစီဖာတယောက်ဖယ်မဟုတ်ဘူးအဲ့ဒီကပုံကန်ခဲ့ရလူစီဖာဥဆောင်ပြီးတခြားနတ်တွေလည်းပါခဲ့ဆိုတော့လေပြီးတော့မြန်မာနိုင်ငံမှာလည်းအဲ့လိုပဲငငယ်တော့ကြောက်နေကြဖြစ်မှာပါလူကြီးကပြောတာနတ်တွေကနတ်ပြည်ရောက်သွားပဲမဲ့အချိန်မရွေးပြန်ပြုတ်ကြလာနိုင်တယ်ဆိုပြီးတော့အဲ့လိုမျိုးပုံစံလေးကြီးလည်းကြောက်ဘူးတော့နတ်တိုင်းကစိတ်ကောင်းရှိရဲဆိုတော့ဘယ်ပါပါမှန်းဖြစ်ဖြစ်မဟုတ်ပါဘူး မြမမဆိုလဲလူကြီးရပြောနေရအောင်အကြောင်းနေကြဖြစ်မှာပါငငယ်ရလေစစုံမထရင်ကိုစောင်းနဲ့ကအစည်းဝေးနောက်ကြမယ်ကိုစောင်းနဲ့မျက်နှာပြတ်မယ်ဆိုပြီးသူတို့အမြဲပြောရဲစစောထားဖို့အမြဲပြောရဲဟုတ်တယ်မလားအဲ့တော့မြမနိုင်ငံမှာရုပ်ခွဆိုးတွေမြနန်းရွယ်စောကြီးကြီးပြီးတော့အိမ်ဆောင်နဲ့တပ်ပင်ဆောင်နဲ့အမျိုးမျိုးအမျိုးမျိုးရှိရဲပေါ့နော်အဲ့တော့ဒီ net တွေက ပဲသူ့အနေသူတခြားနိုင်ငံမှာလိုပဲဘုံအစင်းစင်းမျိုးမျိုးရှိရဲ့ငငယ်ကကြာဘူးတော့တော့တစ်ပင်ဆောင်နှက်တွေကအစင်းတော်တော်နေကြပြီးတော့ဂျန်တဲ့နှက်တွေကရောဒီနေ့အစင်းပုံမြင်နေလို့ကြာအဲဒါမှမဟုတ်မြန်မာနိုင်ငံနှက်တွေကအများကြီးရှိရဲ့အတွက်တီးတီးချာချာခွဲချမ်းစိတ်ပြမယ်ဆိုရင်အဲ့ဒီထက်အများကြီးပို့ပြီးတော့ရှုပ်ထွေးရဲ့မြန်မာနိုင်ငံနှက်တွေကကြာနိုင်ငံခြားနှက်တွေနဲ့မတူတော့နိုင်ငံခြားနှက်တွေကအဖြူရောင်တို့အလင်းနှက်နဲ့တင်းစားကြပဲမယ်ဒီမှာကရွှေရောင်အစင်းရှင်ရှိပြီးတော့တောင်မန်နေတောင်းတောင်းမပါကြတော့ဘောနော်ရွှေရောင်နဲ့ပဲတင်းစားကြတယ်ပြီးတော့တိတ်လေးနေ န်ရွှေ့ပြီးရှောက်သွားနေတယ်လို့အဲ့လိုမျိုးပုံစံလေးတွေပဲမြင်ရတယ်။ Just ကတော့ဖျားသခင်ရဲ့တမန်တော်ကြီး angel တွေတကယ်ရှိရဖြစ်နိုင်တယ်လို့ထင်တယ်မဟုတ်လဲဆိုတော့ just to ကိုယ်တိုင်းမှာလည်းကိုစောင့်မဲ့တည်းရှိရပြီးတော့အဲ့လိုတခုခုဆိုအနေရကြောက်အောင်မယ်ဆိုရင် just to instant feeling တော့ပြောကြပါမယ်အဲ့ဒါတကယ်နဲ့တည်းက ကိုတွေကိုစောင့်ကြည့်ပြီးပြီးတော့တတိပေးနေရလဲဖြစ်နိုင်တယ်။ဒီ net တွေတကယ်ရှိရဲဆိုတော့ယုံတော့ယုံကြည်ရဲ့။အဲ့တော့ဒီအခုကြည့်နေတဲ့သူတွေကတော့ဘယ်လိုမျိုးထင်လဲ။အဲ့လိုမျိုးတစ်ခုခုရောကိုဘဝမှာ net တွေနဲ့ပတ်သက်ပြီးတော့အဲ့လိုတတိပေးသလိုလိုတစ်ခုခုမြင်ဘူးတာပဲဖြစ်ဖြစ်ကိုယ်တိုင်ကြုံတွေ့ဘဝမျိုးလေးရှိတာဒါမှမဟုတ်ကြားဘူးရဲ့ပုံမြင်တွေရောရှိတာအဲ့အလေးကို ရှိခဲ့ရဆိုရင် comment မှာတစ်ချက်လောက်ပြပြပေးသွားလို့ရပါတယ်။ပြီးတော့ဒီ video ကိုစနစ်သက်တဲ့ဆိုရင် like လုပ်ခဲ့ပေးပြီးတော့ Studio Clip မြန်မာ channel ကို subscribe လုပ်သွားပေးလို့ရပါတယ်။ကျမကတော့ influencer Jasmine ပါ။ပြပြစီစဉ်တဲ့ content တွေ account စနေရှိရင်လည်း comment box ထဲမှာပြောသွားခဲ့ပေးလို့ရပါတယ်။နောက်ပတ်ဒီမှာလည်းဘယ်လို content မျိုးလဲလာမလဲဆိုတာကိုစောင့်ကြည့်ပါဦး။